အလုံးဝမင်္ဂလာပါခုဗီဒီယိုကမြန်မာဘောလုံးနဲ့အင်္ဂါသတင်းစုံလင်ကိုတင်ဆက်ပေးတော့မှာဖြစ်ပါတယ်။ဗီဒီယိုလေးမစတဲ့ခင်မှာ channel ကို subscribe ပြုလုပ်ထားပေးဖို့တောင်းဆိုချင်ပါတယ်။၂026 AFC Women Asian Cup Qualifier အုပ်စုအဖွဲ့ဝဲစဉ်အဖြစ်မြန်မာနဲ့တာမင်နစ္စတာအသင်းတို့ကတူဝရဘောလုံးကမှဒီနေ့ညနေ၄နာရီမှာရှင်းပြကတောက်တော့မှာဖြစ်ပါတယ်။ရန်ကုန်လိုက်တဲ့သင်္ကာတက်ဆက်အဖြစ်မှုတရအနေနဲ့ဂျပန်ကစားသမားရင်တာရိုဟာမာကိုတရသည့်စာချုပ်နဲ့ခေါ်ယူလိုက်ပါတယ်။ 2024-2025ဘောလုံးရသည့်အတွက်ထပ်မံအားဖြည့်မှုတရားအနေနဲ့တိုက်စစ်ကသမာရင်တာရိုဟာမကိုတရားစီစာချုပ်နဲ့ခေါ်ယူလိုက်တာဖြစ်ပါတယ်။အသက်26နှစ်အရွယ်ရှိတဲ့ဟာမကဂျပန်တက္ကသိုလ်အသင်းမှာ၄နှစ်ကြာကစားခဲ့ပြီးရနောက်ဖိလစ်ပိုင်ကလပ်စီဘူးအသင်းမှာ၃နှစ်ကြာကစားခဲ့တဲ့တိုက်စစ်မှုတစ်ဦးဖြစ်ပါတယ်။အရန်မြင့်195စင်တီမီတာရှိပြီးတော့ပညာတောင်ပံနဲ့တိုက်စစ်နေရာသုံးကစားနိုင်တဲ့ဟာမကစီဘူးအသင်းနဲ့အတူ AFC ကနဲ့ AFC ချန်ပီယံလီဂ်တူးတို့မှာကစားခဲ့တဲ့အတွေ့အကြုံရှိတဲ့ကစားသမားတစ်ယောက်ဖြစ်ပါတယ်။ ပြီးခဲ့တဲ့2025ခုနှစ်မှာစီဘူးအသင်းနဲ့အတူဖိလစ်ပိန်းဖုတ်ဘောလီဖိုင်နယ်ဆီးရီးကိုရရှိထားတဲ့ဟာမာကချန်ပီယံတမိုင်းကြောင်းနေနဲ့ပြည့်စုံနေတဲ့ရန်ကုန်ယူနိုက်တက်အသင်းကိုပျောက်ရွှေ့လာရတဲ့အတွက်ဝမ်းလဲဝမ်းသာပါတယ်ကလပ်အသင်းအတွက်ကစားပေးဖို့အတွက်လည်းရင်ခုန်နေပါတယ်အသင်းနဲ့အတူလည်းချန်ပီယံဖြစ်ရှင်ပါလေဆိုပြီးတော့ပြောကြခဲ့ပါတယ်ရနာရိုဟာမာကကျောင်းနံပါတ်29ဝစ်စင်ကစားတောင်းမှဖြစ်ပြီးတော့လာမယ့်မြန်မာ National League 2025ဘူလူပွဲစဉ်မှာဝင်ရောက်ရှိမြိုက်တောင်းမယ်ဆိုပြီးတော့သိရှိရပါတယ်။ 2026ခုနှစ်အင်ဒိုနီးရှားနိုင်ငံမှာအင်ရှင်ဖြစ်လက်ခံကျင်းပသွားမယ့် AFC ဖူဆဲအေရှန်ကပ်2026ချစ်စပွဲစဉ်မှာမြန်မာဖူဆဲလေရေးစင်ရဲ့အသင်းကအာဖဂန်နစ္စတန်အသင်းမော်ဒိုင်အသင်းတို့နဲ့အတူအုတ်ဆူဆာမှာရှင်ပန်ရမှာဖြစ်ပါတယ်။မြန်မာနိုင်ငံမှာအင်ရှင်ဖြစ်လက်ခံကျင်းပမယ့်အာရှဖလားချစ်စပွဲဝင်ဘင်္ဂလားဒေ့ရှအမျိုးသမီးလေရေးစင်ဘောလုံးအသင်းကိုနီးပြားချုပ်အဖြစ်မြန်မာ National League လက်ရန်ကုန် United နီးပြားဟောင်းပီတာဗလက်တာကတာဝန်ယူကိုင်တွင်နေပါတယ်။အင်္ဂလန်လူမျိုးနီးပြားပီတာဗလက်တာက2000 ိုး2010ဘောလုံးရာသီမှာရန်ကုန်ယူနိုက်တက်အသင်းဒီနီးစနစ်ဒါရိုက်တာအဖြစ်တာဝန်ယူခဲ့သူဖြစ်ပါတယ်။ဘယ်တလာကဘင်္ဂလားဒေ့ရှ်အမျိုးသမီးတင်ကို2024မတ်လကလေးကတာဝန်ယူခံတွင်နေပြီးတော့သူလက်ထက်12ပွဲကစားထားတဲ့နေရာမှာ9ပွဲနိုင်3ပွဲတည်4ပွဲရှုံးရလဲရရှိထားပါတယ်။အာရှဘလချီဇော်ဝင်ဖို့အတွက်ဘင်္ဂလားဒေ့ရှ်အမျိုးသမီးဘင်ကရန်ကုန်မြို့ကိုဇွန်လ25ရက်နေ့ကလေးကရောက်ရှိနေပြီလဲဖြစ်ပါတယ်။ ဇူလိုင်15ရက်ကနေ29ရက်နေ့အထိအင်ဒိုနီးရှားနိုင်ငံမှာအင်ရှင်ပြည်လက်ခံကျင်းပသွားမယ့် AFL U23 Championship 2025ပြိုင်ပွဲအတွက်မြန်မာ U22 မြန်မာလေယာဉ်စင်တရသမားတွေကစခန်းဝင် လေ့ကျင့်နေပြီဖြစ်ပါတယ်။အာရှဖလားခြေစပွဲကံမဲ့မြန်မာမျိုးသမီးလေယာဉ်စင်အသင်းနဲ့အာဖဂန်နစ္စတန်အသင်းတို့ရဲ့ပွဲစဉ်ကိုလည်းဒုက္ခနာကွယ်မှာလာအောင်ကြည့်ရှုဖို့အတွက်ဖိတ်ခေါ်ပါတယ်။ အခုတင်ဆက်မှုတွေကိုကျန်နေတဲ့ဆိုရင် subscribe like and comment လေးပြုလုပ်တော့ပေးခဲ့ကြပါနောက်ထပ်တင်ဆက်မှုတွေမှာပြန်လည်ဆုံတွေ့ကြပါမယ်အားလုံးကျေးဇူးများတင်ပါတယ်